မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့တင်မာက Great Thomas ရဲ့ Chapter 6လေးဖြစ်တဲ့ Corner Session အပိုင်းမှာနောက်ဆုံးအပိုင်းလေးဖြစ်တဲ့ Rotation of Axis အပိုင်းကိုတွားမှာဖြစ်ပါတယ်အဲ့တော့ Rotation of Axis ရဲ့အပိုင်းကိုတွားဖို့အတွက်ကဒီချက်တို့ကဒီဝင်းရိုးကို Axis ကို Rotate လဲ့မှာပေါ့နော်အဲ့ဒီဟာကဘသူ့အတွက်တွားမှာလဲဆိုတော့တရားက Parabola အတွက်တွားမှာဖြစ်တယ်ဆိုတော့ Corner Session မှာကဒီချက်တို့က၄မျိုးရှိတယ် ဒီမျိုးရှိတာကလည်းရှေ့မှာတည်ပြီးသားဖြစ်တဲ့ထဲက circle အပိုင်းကပြီးသွားပြီ။ parabola အပိုင်းတင်နေတဲ့ထဲကမှဒီချက်တော့ general all general equation လေးရနေကြည့်ရမှာဖြစ်တယ်။အဲ့တော့အဲ့ဒါလေးကိုအရင်ရှင်းမယ်ပေါ့နော်။အဲ့ဒါလေးကိုအရင်ရှင်းမယ်ဆိုတော့ဒီချက်တော့ဒါကိုတီးဖို့အတွက်ဆိုရင် conic section ရဲ့သဘောတရားလေးတွေကိုတီးမှရမယ်ပေါ့နော်။သဘောတရားလေးတွေကိုတီးမှရမယ်။ဒီ ax square plus by plus cy plus cy square plus dx plus ey plus f equal 0ဆိုတဲ့ general equation ဟာ all corner ရဲ့ equation ဆိုတာကို chapter အစမှတစ်ချက်ပြောပြခဲ့ပြီးသားဖြစ်တယ်เนาะအဲ့ဒါဆိုရင်ဒီ equation လေးက all corner အတွက်ဖြစ်တဲ့အတွက် circle အတွက်ရော parabola အတွက်ရော ellipse အတွက်ရော hyperbola အတွက်ရောဖြစ်တယ်ပေါ့เนาะအဲ့ဒီကနေပြီးတော့မှတစ်ချက်တို့ဒီ circle လား parabola လား ellipse လား hyperbola လားဆိုတာခွဲဖို့ကိုဆက်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ဒီချက်က grade 10 11 12ကိုပညာဒါနသင်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဒီချက်ရဲ့ channel playlist တွေကိုဝင်လိုက်ရင်10 11 12ကလေးတွေကတင်ကန်းစာဗီဒီယိုကိုတွေကိုကိုကြည့်ချင်တဲ့အတန်းနဲ့ chapter ကိုရွေးချယ်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Facebook ကနေတွေ့တဲ့ကလေးတွေကလည်း Facebook page ရဲ့ pin post မှာဒီချယ် YouTube မှာဝင်ကြည့်တဲ့နေလေးကိုပြထားပေးတာဖြစ်ပါတယ်။ကဲဟုတ်ပြီအဲ့ဆိုဒီချယ်တို့ဆက်ကြည့်လိုက်ရအောင်ပေါ့နော်။ဆိုတော့အခုဒီမှာ all general equation လေးမှာပေါ့နော်။နံပါတ်1အချက်အနေနဲ့ကဒီချယ်တို့မှာရှိတဲ့ဒီ constant မြောက်ဖို့ကိန်းလေးတွေပေါ့နော် x2 xy နေရမြောက်ဖို့ကိန်းလေးတွေဖြစ်တဲ့ဒီ a တို့ b တို့ c တို့ d တို့ကိုကိုကဥစ္စာတစ်ပုတ်ပေးလို့နှိုင်းရှင်လိုက်ရင်အဲ့ဒီ a b c d e f တန်ဖိုးလေးကတိလာမှာဖြစ်တယ်ပေါ့နော်အဲ့ဒီတိသွားတဲ့အခါမှာဒီ cherry ရဲ့တန်ဖိုးလေးဟာ a နဲ့ c နဲ့ကညီနေမယ်ပေါ့နော် a နဲ့ c နဲ့ညီမယ်ဆိုရင် x2 နဲ့ y2 ရဲ့တန်ဖိုးက ဒီ AC တူသွားမယ်ပေါ့နော် AC တန်ဖိုးတူသွားမယ် B တန်ဖိုးလျက်0ဖြစ်မယ်တဲ့အဲ့တော့ B0 ဖြစ်သွားမယ်ဆိုတော့ XY မရှိတော့ဘူးပေါ့နော် XY terms မပါတော့ဘူးဒါဆိုရင်ဒါလေးဒီပါဖြစ်သွားမှာလဲ equal 0ဖြစ်သွားရင် XY မပါတော့ဘူးနော်မပါတော့ဘူးဆိုရင်ဒီချရီရဲ့ equation လေးတွေက circle ဖြစ်သွားမယ်ပေါ့ဒီ equation ကနော် circle ရဲ့ equation မှာလဲထိပ်ဆုံးမှာ standard equation ရော general equation ကိုပြောခဲ့ပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ အခုကပါရာဘိုလာအကြောင်းပြောမှဖြစ်တဲ့အတွက်တချို့တော့အခုရှာလိုက်တဲ့ ABCD တွေတဲ့ကမှ B square minus 4AC ဆိုတာလေးက grade 10မှာလည်းတီးခဲ့ပြီးသားဖြစ်တဲ့ discriminant အနေနဲ့တီးခဲ့တယ်။အဲ့ဒီမှာလည်း parabola အကြောင်းကို opens up တွေ opens down တွေကတီးခဲ့ပြီးသားဖြစ်တယ်ပေါ့နော်။အဲ့ဒါဆိုရင်ဒီ b square 4ac မှာတန်ဖိုးထည့်လိုက်တဲ့အခါမှာအဖြေက0ထွက်ခဲ့မယ်ဆိုရင်ဒီချရီရဲ့ဒီ equation လေးဒီဘာဖြစ်သွားမလဲ parabola equation ဖြစ်သွားမယ်ပေါ့နော်။ ဆိုတော့အဲ့ဒီမှာပါရာဘိုလာဖြစ်မယ်ဆိုတော့ဒီဘက် channel ရကဘာပြောထားတာလဲဆိုတာကဒီချက်တို့ဒီ -4 AC လေးဟိုဘက်ပို့လိုက်တာဖြစ်တယ်။ဒါဆိုရင် b² equal to d 4 AC ဖြစ်သွားတယ်ပေါ့နော် b² equal to 4 AC ဖြစ်သွားတယ်။ဒါဆိုဒီလိုလေးဖြစ်နေတာပဲဖြစ်ဖြစ်နော် b² နဲ့ 4AC နဲ့တူတာပဲဖြစ်ဖြစ် b² - 4AC တန်ဖိုးလေးက0ထွက်လာတာပဲဖြစ်ဖြစ်အဲ့ဒါဒီပါရာဘိုလာဖြစ်မယ်ပေါ့နော်။နောက်တစ်ခါ b² - 4AC ဟာ less than 0ဆိုတော့ minus ဖြစ်မယ်ပေါ့เนาะအနှုတ်ထွက်မယ်အနှုတ်ထွက်ခဲ့ရင်တော့သူ့ရဲ့ပုံက ellipse ဖြစ်တယ်တဲ့เนาะ ellipse ဖြစ်တယ်ဒါဆိုရင်ဒီ minus 4ac ဟိုဘက်ပိုလိုက်ရင်ကြတော့ဒီစရုက b square က less than 4ac ဖြစ်မှာပေါ့အဲ့တော့ဒီတစ်ချက်ကိုပြေးလဲလဲရတယ်ဒီလိုလေးပြောလဲရတယ်ပေါ့เนาะနောက်တစ်ခါ b square minus 4ac ဟာ greater than 0ဖြစ်တယ်ဆိုရင်သူက plus ဖြစ်တယ်ပေါ့เนาะ အပောင်းထွက်မယ်အပောင်းထွက်နေရင်တော့ဘာဖြစ်မှာလဲ hyperbolic ပုံဖြစ်မယ်တစ်ဖက်ကိုရွှေ့မယ် 4ac လေးဟိုဘက်ရွှေ့ခဲ့မယ်ဆိုရင်တော့ b square က greater than 4ac ဖြစ်မှာပေါ့ဒါဆိုရင်ဒါကအမျိုးအစား equation ကိုကြည့်ပြီးတော့မှတကယ်လို့အမျိုးအစားခွဲတာဖြစ်တယ်အဲ့တော့ဒီမှာက circle နဲ့ parabola ပဲ12မှာတင်မှာဖြစ်တဲ့အတွက် circle က မပြောတော့ဘူးဆိုရင်အခုကဘသူ့ကိုပြောမှလဲပါရာဘိုလာကိုပြောမှဖြစ်တဲ့အတွက်ဘာလေးစစ်ပေးရမလဲဆိုရင် b square 4ac 0ဖြစ်မဖြစ်လေးကိုစစ်ပေးရမှာဖြစ်တယ်နော်အဲ့ဒါဆိုရင်အခု teacher တို့ကသူ့ကိုသုံးဖို့အတွက်ကဒီ b square 4ac equal 0ဖြစ်ရုံနဲ့ကပါရာဘိုလာတော့ဖြစ်တယ်ဒါပေမဲ့ teacher တို့မမြင်နိုင်သေးဘူးပေါ့နော်ပုံစံကိုပါရာဘိုလာရဲ့ပုံစံကိုမသိနိုင်သေးဘူးအဲ့ဒါဆိုရင်ဘာလုပ်ရမလဲဆိုရင် ပါရာဘိုလာပုံသိနိုင်ဖို့အတွက်ဒီချက်တို့မှာငကိုရှိနေတဲ့ xx လေးဖြစ်တယ် x then y exists ကို rotate လုပ်ကြည့်ရမှာเนาะ theta down theta လဲဖို့အတွက် rotate လုပ်ကြည့်လိုက်တဲ့အခါမှာသူ့ကိုတုံးပြီးတော့မှဒီချက်တို့တွက်မှာလဲဆိုရင် cot 2 theta တန်ဖိုးလေးเนาะ cot 2 theta တန်ဖိုးလေးကအခုဒီကနေရမယ် abc တဲကမှာ a - c/b လေးရဲ့တန်ဖိုးကိုတုံးပြီးတော့မှ theta ရှာမယ် အဲ့ဒီကနေရလာတဲ့တီတာရတာကဒီ exist teacher ကိုလဲသွားမှဖြစ်တယ်ပေါ့နော်လဲသွားမှဖြစ်တယ်ဆိုတော့ x exist လဲသွားတဲ့အခါမှာအပြောင်းဖြစ်သွားရင် down တီတာတစ်ခု အနေနဲ့ teacher ကလဲလိုက်မှာဆိုရင် ပါရာဘိုလာရဲ့ပုံလေးဟာတည်တာလာမှာဖြစ်တယ်။ဒါဆိုရင်ဒီချက်တော့အဲ့ဒီလိုလဲသွားပြီးတော့မှပါရာဘိုလာပုံရဲ့အပြောင်းလေးကိုရချင်တာဆိုရင်ဆိုရင်ခုနကပြောလိုက်တဲ့ rotate rotation of x axis လေးကိုတုံးပြီးတော့မှကြည့်မှာဖြစ်တယ်ပေါ့နော်။အဲ့ဒါကိုတုံးပြီးတော့မှဆက်တွက်သွားမှာဖြစ်တယ်။ဒါဆိုရင်ဒီချက်ဒါလေးကိုတုံးတွက်ဖို့အတွက်ကို formula derivation လေးကိုအရင်စပြောပါမယ်နော်။ ဆိုတော့ rotation asset ဆိုတာကဘာဖြစ်တာလဲပေါ့နော်ဘာဖြစ်တာလဲဆိုတော့ဒီအမဲနဲ့ဟာလေးကဒီစရုပ်က x axis နဲ့ y axis မူရင်း y မူရဲ့ axis ဖြစ်တယ်ပေါ့လဲမယ်လို့ပြောလိုက်ဒီစရုပ်ကဒီ x axis ကနေ ရိုတိတ်လှည့်လိုက်ရင်တောက်တီတာအနေနဲ့ဒီလိုကအပေါ်လေလိုက်ရင်ဘသူ့ကိုအသေးထားမလဲဆိုတော့ origin ဖြစ်တဲ့တရား O ဖြစ်တဲ့မူလအမှတ်ကိုအသေးထားပြီးလှည့်မှာဖြစ်တယ်။အသေးထားပြီးလှည့်မှာဖြစ်တဲ့အတွက်ဒီ x exists ကဒီကိုရောက်သွားရင်အပြောင်းဆိုတဲ့အတွက်တရား x prime လို့ထားမှာဖြစ်တယ်နော်။အပြောင်းဖြစ်တဲ့အတွက် x prime ထားလိုက်မယ်။ဒါဆိုသူကဒီလိုလှည့်သွားမယ်ဆိုရင် y exists ကလည်းဒီဘက်ကိုလှည့်သွားမှာဖြစ်တယ်ပေါ့နော်။ဒီဘက်ကိုလှည့်သွားမှာဖြစ်တယ်။ဒါဆိုသူကတော့ y prime ဖြစ်သွားမယ်ပေါ့။အပြောင်းဖြစ်သွားပြီ။ เนาะ why exist အပြောင်းဖြစ်သွားပြီဒါဆိုရင်ဒီချက်ရဒီကနေအခုဖြစ်ပေါ်လာတာတွေက point တစ်ခုကို coordinate ကိုဒီချက်ရရိုးရိုး exist မှာ x y plane ပေါ်မှာဒီချက်ရက point တစ်ခုကို p အမှတ်ချခဲ့မယ်ဆိုရင် px, y လို့ပြောလိုက်ရင်အဲ့ဒီမှာ x ရဲ့ coordinate နဲ့ y ရဲ့ coordinate ကိုတီးချင်ရင် p အမှတ်ကနေအောက်ကို perpendicular line ဆွဲလိုက်မယ် ဆိုရင်ဒီမှာ x ရဲ့တန်ဖိုး coordinate တန်ဖိုးရမှာဖြစ်တယ်။ y ဘက်ကိုဆွဲရင်လည်းဒါ y ရဲ့ coordinate တန်ဖိုးရမှာဖြစ်တယ်။2လ3လ4လပေါ့နော်။ အဲ့လိုတိမာဖြစ်တယ်ဆိုတော့အခုဒီမှာလည်းတိချက်အမှတ်တစ်ခုဒီမှာချလိုက်မယ်အဲ့ဒီမှာအမှတ်တစ်ခုချလိုက်ရင် b အမှတ်ကလေးကဘာဖြစ်မလဲ x, y ဆိုပါစို့ဒါဆိုရင်တိချက်သူ့ကနေအောက်ကို perpendicular line ဆွဲချလိုက်တဲ့အခါမှာဒီနေရာလေးဒီ x ရဲ့ coordinate ကိုရမှာဖြစ်တယ်နော်အဲ့တော့ तू က x ရဲ့ coordinate ကိုရမှာဆိုတော့တန်ဖိုးတစ်ခုရှိလိမ့်မယ်ဒီဘက်ကို perpendicular line ဆွဲလိုက်ရင်ကျတော့ y ရဲ့ coordinate လေးကိုရမှာဖြစ်တယ်နော် ဒါဆိုရင်အခုတချို့တို့လဲလိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့တောင့်လေးတွေကိုကြည့်မယ်ဆိုရင်ဒါကပထမတစ်ခုပေါ့နော်ပထမတစ်ခုဆိုတာကရိုးရိုးမူလ origin ဖြစ်တဲ့ x axis နဲ့ y axis ရဲ့ point ဖြစ်တဲ့ x, y အတွက် rotate ဖြစ်သွားပြီဆိုရင်ကကြတော့အနီနဲ့ဆွဲတာက rotate ပေါ့နော်အဲ့ဒါဆိုရင်သူ့နေရာမှာဒီချက်က x prime y prime နဲ့သုံးမှဆိုဒီနေရာမှာပဲ point ချခဲ့မယ်ဆိုရင်တော့သူ့ရဲ့ point ဒီ b h prime comma y prime ဖြစ်မှာဖြစ်တယ်เนาะဒါဆို p h prime comma y prime ဆိုတော့ p အမှတ်ကနေဒီချက်အနီဝင်ရိုးလေးပေါ့ကို perpendicular line ဆွဲလိုက်ဒါ h prime ရဲ့ coordinate ကိုရမှာဖြစ်ပြီးဒီကနေပြီးတော့ဝါမှာ y prime exists ပေါ့ကို perpendicular line ဆွဲလိုက်ရင်တော့ y prime ရဲ့ coordinate ကိုရမှာဖြစ်တယ်အဲ့ဒါဆိုရင်ဒီချက်တို့ရှာမဲ့ equation အတွက်ကိုဒီမှာဖြစ်ပေါ်လာတဲ့ထောင်းတွေကိုဒီချက်ပထမထောင်းလေးကို alpha ထားလိုက်မယ် ဒုတိယထောင်လေးကိုကတချက်တီတာလို့ထားလိုက်မယ်။ထားလိုက်တဲ့အခါမှာတချက်တို့သုံးမဲ့ triangle လေးကိုကြည့်မယ်။ပထမ right triangle လေးကိုကြည့်ရအောင်နော်။ပထမ triangle ကအခုတချက်အနီနဲ့ခြေလိုက်တဲ့ဟာလေးကပထမ right triangle နော်။ဒါဆိုရင်မူလအမှတ်ဖြစ်တဲ့ O ကနေ ဒီ P အမှတ်စီကိုဆွဲထားတဲ့အပြာလိုင်းလေးဟာ R ဖြစ်မယ်ပေါ့เนาะ R ဖြစ်မယ်ဒါဆိုရင်အခုဒီချက်၃ချက်နဲ့ဒီ right triangle ကို trig ကိုအချိုးလေးသုံးပြီးတွက်မှာဖြစ်တဲ့အတွက်ဒီချက်ဒီအနားလေးကိုလိုချင်တာဆိုရင်အဲ့ဒီအနားလေးဒီ x prime ဖြစ်တယ်နော် x prime ဖြစ်တယ်ဆိုရင်ဒီမှာတိနေတဲ့ r လေးဒီဒီ triangle အတွက်ဆိုရင်တောင်းပန်ခံအနားဖြစ်တယ် hypotenuse နော်ဒါဆိုရင်ဒီချက်ကအဲ့ဒီ x prime by r လို့ယူလိုက်ရင် a by h ဖြစ်သွားတဲ့အတွက် cos အချိုးဖြစ်တဲ့အတွက်ဘာဖြစ်မှာလဲ cos alpha ဖြစ်မယ်တောင်း alpha ကနေကြည့်မှာနော်တောင်း alpha ကနေကြည့်မှာဒါဆိုရင်ဒီချက်ရရဲ့ x prime လေးဒီဘာဖြစ်မလဲ r cos alpha ဖြစ်မှာပေါ့နော်တခါချက်ရ y prime လို့ခြင်းရင်ဒီဘက်ချမ်းလေးကဒါ y prime ပဲနော်ဒါဆိုဒီဘက်မှာလဲဒါ y prime ပဲပေါ့နော်တူတယ်နော်ဒါဆိုရင်အဲ့ဒီအနားကိုကြည့်ချင်တယ်ဆိုရင်နော်ဒီချက်က ဒေါအယ်ဖာကနေကြီးလိုက်လို့ရှင်အခု teacher တို့လိုချင်တဲ့ wine bright အနားလေးဟာ obsessive ဖြစ်သွားပြီဒါကြောင့်မလို့ o ဘိုင်ဒီ r ကိုစားမှာဖြစ်တဲ့အတွက်နောက် wine bright ဘိုင် r ပေါ့နောက် wine bright ဘိုင် r ဆိုရင် sign အချို o ဘိုင် h ဖြစ်သွားတဲ့အတွက် sign အချို့မို့လို့ပါဖြစ်မှာလဲ sign alpha ဖြစ်မယ်ဒေါအယ်ဖာကကြီးတာဒါဆိုရင်တော့ teacher တို့ရဲ့ wine bright လေးဒီပါဖြစ်သွားမလဲ r sign alpha ရသွားမယ်နော်အဲ့ဒါဆိုရင်ဒါက ပထမ triangle right triangle အတွက်ပေါ့နော်ဒီချက်နောက်တစ်ခုကိုခြေပြပေးမယ်ဆိုတော့အခုဒီချက်နောက်တစ်ခုသုံးမယ် right triangle အတွက်ကိုခြေပြပေးမယ်ဆိုတော့ triangle အကြီးပေါ့နော် triangle အကြီးဆိုတော့ဒီ triangle လေးနော်အဲ့ဒီ triangle လေးအဲ့ဒီ triangle လေးမှာဒီချက်ဒါလေးက alpha ထားထားပြီးသားဖြစ်တယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီသူ့ရဲ့ဒီ triangle ကိုကြည့်မယ်ဆိုရင်တော့ဒီချက်ရဲ့ down ဟာဘာဖြစ်သွားမလဲ down ကဒီကနေ့ ဒီ ठी ဖြစ်မှာပေါ့နော်အဲ့ဒါဆိုရင်သူ့ရဲ့ down ဒီ right triangle အတွက်ဆိုရင် alpha plus theta ဖြစ်မယ်နော်အဲ့ဒီ right triangle အတွက်ဆိုရင် alpha plus theta ဒါဆိုရင်ဒီချက်ခုနလိုပဲပေါ့နော်ဒီက x တန်ဖိုးလေးလိုချင်နေဆိုရင်ဘာဖြစ်မလဲ x by r ဖြစ်တဲ့အတွက် adjacent side ကို hypotenuse hypotenuse နဲ့စားရမို့လို့ cos အချိုးဖြစ်တယ်။ဒါဆိုရင် cos alpha theta ဖြစ်မှာပေါ့နော်။ ဆိုတော့ cos alpha plus theta ဖြစ်မယ်ဆိုတော့တန်းရေးလိုက်မယ်ဆိုရင်ဒီချက် x လို့ချင်တာဆိုရင် x equal to d ပါဖြစ်မလဲ r cos alpha plus theta ဖြစ်မယ်နော်တခါဒီချက် d y တန်ဖိုးလေးလို့ချင်တယ်နော်ဆိုတော့ y တန်ဖိုးလေးလို့ချင်တယ်ဆိုရင်တော့ဘာဖြစ်သွားမလဲ အာဂန်နေဆိုရင်ဒါဒီဆိုင်အချိုးဖြစ်သွားပြီနော် opposite side ဖြစ်သွားတဲ့အတွက်ဆိုင်အချိုးဆိုင်အချိုးဆိုတော့တန်ရေးမယ်ဆိုရင် y equal to d ပါဖြစ်သွားမယ် r sin alpha plus theta ဖြစ်သွားမှာပေါ့နော်အဲ့လေးကိုဒီချက်ဟိုဘက်မှာရေးမယ်နော် x က r cos alpha plus theta ဖြစ်ပြီး y က r cos sorry r sin alpha plus theta ဖြစ်တယ်နော်အာ sin alpha plus theta ဖြစ်တယ်ဒါဆိုတိချက်ဒါလေးကိုတောင်းပေါင်း formula လေးတုံးမယ်တောင်းပေါင်းပေါင်း formula တုံးပြီးဖြန့်မှာဖြစ်တဲ့အတွက် cos ဖြစ်တဲ့အတွက် cos cos sin sin မို့လို့ h equal to d r ဘာဖြစ်မလဲ cos alpha cos theta နော် cos cos လက္ခဏာပြောင်းမြန်ဖြစ်တဲ့အတွက် minus sin sin ဆိုတော့ sin alpha cos theta ပေါ့နော် ကဲအဲ့ဒါဆိုရင်ဒီချက်က R ကိုဝင်မြောက်မှာ ဖြစ်တဲ့အတွက်ပထမဆုံးကိုဒီချက် alpha နဲ့တွဲလိုက်မယ်နော် alpha နဲ့တွဲမှာဆိုတော့ R cos alpha sin theta minus R sin alpha cos theta မှာ r cos alpha နေရာလေးကိုခုနကတကျရှာခဲ့တဲ့เนาะ r cos alpha နေရာလေးမှာဘာဖြစ်သွားမလဲ x prime ဖြစ်သွားမှာပေါ့เนาะ r cos alpha နေရာမှာ x prime ထည့်မယ် r sin alpha နေရာမှာ y prime ထည့်မယ်နော်ဆိုတော့ဒါလေးက x prime sin theta minus ဒါလေးက y prime cos theta เนาะဒါဆိုတချို့ရော formula တစ်ခုရသွားပြီဆိုတော့ဒါလေးက equation 1ပေါ့เนาะဆိုတော့အခုတချို့ rotate ဖြစ်သွားတဲ့အခါမှာပြောင်းသွားတဲ့ဝင်ရိုးဖြစ်တဲ့ x prime y prime နဲ့မူလဝင်ရိုးဖြစ်တဲ့ x y တို့ရဲ့ဆက်ဆက်တဲ့ formula တစ်ခုရသွားတာဖြစ်တဲ့ equation တစ်ကြောင်းเนาะ x equal to x prime sin theta minus y prime cos theta ဆိုပြီးတော့မှရသွားတယ်တခါနောက်ဒုတိယတစ်ခုဖြစ်တဲ့တချို့ဒီ equation လေးကနေဆက်တွက်မယ်เนาะ y equal to r sin alpha plus theta ဆိုတော့ y equal to r sin alpha plus theta မှာခုနလိုတောင်းပေါင်း formula သုံးမယ်ဆိုရင် sin ဖြစ်တဲ့အတွက် sin cos cos sin ဆိုရင်ဒီချက်တို့ sin alpha cos theta လက္ခဏာအတက် plus cos sin ဆိုတော့ cos alpha sin theta နော်ဒါအဲ့ဒါဆိုရင်ဒီချက်တို့ခုနလိုပဲ r လေးဝင်မြောက်လိုက်မှာဖြစ်တဲ့အတွက် r sin alpha cos theta နော် r sin alpha cos theta plus နော် r ဝင်မြောက်လိုက်ရင်ဒုတိယတစ်ခုက r cos alpha sin theta ပေါ့နော် r cos alpha sin theta ဖြစ်သွားမယ်။ဒါဆိုခုနလိုပဲဒီချက် r sin alpha လေးနေရာလေးမှာပါထည့်မလဲ။ r sin alpha y prime r cos alpha x prime နော် ဆိုတော့ y prime cos theta plus x prime sin theta နော်ဒါဆိုတကယ်ရှင်းနောက်ချင်းမဲ့ plus ဖြစ်တဲ့အတွက် x prime sin theta plus y prime cos theta နော်အဲ့ဆိုရင်အခုတကယ်တာကဒုတိယ equation လေးကဒီဘက်မှာ y ရှိတာเนาะဒါဆို formula နောက်တစ်ကြောင်းရသွားပြီတဲ့ equation 2ပေါ့ y equal to x prime sin theta plus wine bright cos theta နော်အဲ့ဒါဆိုရင်အဲ့လိုမျိုးပဲဒီချေတို့နောက်ထပ် equation တွေအများကြီးထပ်ရှာလို့ရသေးတာဖြစ်တယ်ပေါ့နော်ဒီမှာကဒီချေတို့ရဲ့အတွက်နည်းတွေကအများကြီးရှိတယ်အဲ့ဒီထဲမှာမှဒီချေက၄ချောင်းပဲအတွက်ပဲနော်၄ချောင်းပဲအခုရလာတာလေးက ပထမတစ်ခုကဒါ equation 1ကခုနရှာပြခဲ့ပြီဒါ equation 2ပေါ့เนาะနောက်ဆိုရင်ဒီ3 4ရှာတာလေးကိုတကယ်မတွက်ပြတော့ဘူးနောက်ထပ် equation တွေလည်းအများကြီးဆက်ရှာလို့ရသေးတာဖြစ်တယ်ပြီးရင်ဒီမှာတွက်နည်းရလည်းအများကြီးရှိတယ်เนาะ5မျိုးလောက်ရှိတာဖြစ်တယ်အဲ့ဒီ5မျိုးထဲမှာမှာဒီစရိုးကဒီဟာက1 2ကိုပဲသုံးပြီးတွက်လဲရတယ်ဒါတနည်းပေါ့เนาะတခါ3 4ကိုပဲသုံးပြီးတွက်ရင်လဲရတယ်အဲ့ဒါကလည်းတနည်းပြီးရင်1 2 3 4 5တွေကိုရောပြီးတွက်လိုက်လို့လဲရတယ်အဲ့ဒါကတနည်းတစ်ခုဖြစ်တယ်ဒါဆိုရင်ဒီချက်ကဒီမှာတနည်းပဲသုံးမှာ ဖြစ်တဲ့အတွက်1 2 3နဲ့ဟာလေးကိုပဲရှင်းပြသွားမှာဖြစ်တယ်။ကလေးတို့ကတော့ကိုကြိုက်တဲ့နီးနဲ့တွက်လို့ရပါတယ်။နော်ဒီချက်ကတော့တမျိုးပဲပြောသွားမှာဖြစ်တယ်။ဒါဆိုရင်အခုဒီမှာ equation ကမှတ်နည်းလေးရတော့လွယ်ပါတယ်เนาะလွယ်ပါတယ်ဆိုတာက x equation ကိုလိုချင်တာဆိုရင် x လိုချင်ရင် x prime cos theta minus y prime sin theta ဆိုတာကဒီကျွန်တော်မှတ်ခဲ့သလိုပဲ x cos y sin ဆိုတော့ x နဲ့ cos နဲ့တွဲမယ် y နဲ့ sin နဲ့တွဲမယ်ဟာလေးကိုမှတ်လိုက်ရင်ရတယ်ပေါ့အဲ့လိုလေးမှတ်လိုက်ရင်နော် x prime cos theta minus y prime sin theta လက္ခဏာအနှုတ်ပေါ့ဒါဆိုရင် y လိုချင်တယ်ဆိုရင်တော့ဒီကျွန်တော်ကချိန်သွားမယ်လို့မှတ်လိုက်ပေါ့နော်ချိန်သွားမယ်ဆိုတော့ x prime sin theta ဖြစ်သွားမယ် y prime cos theta ဖြစ်သွားမယ် တခါနောက်တစ်ခု x prime ဆိုရင်ကြတော့ x cos theta plus y sin theta နော်တခါ y prime က minus x sin theta plus y cos theta ရတယ်ဒါဆိုဒီ equation လေး၄ခုကိုတော့ကြည့်အောင်ကြက်ထားဖို့လိုတယ်နော်နားလည်အောင်နော်ခုနကဘယ်လိုရတယ်လဲဆိုတာလေးဒီချက်ဒီမှာရှင်းပြခဲ့ပြီးသားဖြစ်တယ်နော် rotate ဖြစ်သွားတဲ့အခါမှာရလာတဲ့ equation လေးတွေအဲ့ဒါဆိုအဲ့ဒီ၄ခုလေးကိုဒီချက်တို့ကြက်ထားပြီးပြီဆိုရင်သူရဲ့တွက်နီးလေးကိုကြည့်အောင်နော်တွက်နီးလေးတွေဆိုတာကဒီ parabola လေး ရမယ်နော် new parabola equation လေးရမယ်အတွက်နည်းလေးကိုကြည့်မယ်ဆိုတော့သူ့ရဲ့အတွက်နည်းကပထမက all corners equation နဲ့ compare လုပ်မယ်အဲ့ဒါကဘာလဲဆိုတော့သူကပထမပေးထားမယ် general equation ပေးထားမှာဖြစ်တယ်ပေါ့နော်အဲ့ဒီပေးထားတဲ့ equation လေးကိုဒီချက်တို့ရဲ့ခုန all corners ဆိုတာက ax2 bxy plus cy2 plus ဆိုတဲ့ equation လေးနော် အဲ့ဒီ equation လေးနဲ့နှိုင်းရှင်လိုက်တဲ့အခါမှာဒီစရို ABCDEF လေးရလာမှာဖြစ်တယ်။ရလာရင် b² 4ac မှာအစားအသွင်းတွက်ကြည့်လိုက်အပြေပါထွက်ရမယ်။0ထွက်ရမယ်เนาะအဲ့တော့0ထွက်ပြီဆိုတာ parabola ဖြစ်ပြီပေါ့เนาะ ပါရာဘိုလာဖြစ်ပြီးဆိုတော့အဲ့ဒီပါရာဘိုလာလေးကဘယ်လိုဖြစ်မလဲဆိုတာလေးပြဖို့အတွက်ကတောင်းတီတာလဲတာလေးပြမှာမို့လို့ကော့တူတီတာ equal to a minus c by b ကနေတခြားလို့တီတာရှာမယ်ဘလောက်လဲသွားတယ်လဲပေါ့နော်ဝင်ရိုးဘလောက်လဲသွားတယ်လဲရှာပြီးရင်အဲ့ဒီမှာရလာတဲ့တီတာလေးတန်ဖိုးကိုနော်တီတာတန်ဖိုးလေးကိုတခြားလို့အခုနကရှိတဲ့ equation 1 2လေးမှာတတ်ထဲမှာနော် xy equation မှာအစားအသွင်းဆိုတာကဒီ equation 1နဲ့2မှာလာထဲမှာနော် 1နဲ့2မှာ theta တန်ဖိုးလာထည့်လိုက်။ဒါဆိုရင်ဒီချက်လိုဘာရသွားမှာလဲဆိုတော့ x နဲ့ y နဲ့တန်ဖိုးကိုရသွားမှာဖြစ်တယ်။အဲ့တော့အဲ့ဒီ x နဲ့ y နဲ့တန်ဖိုးရှာပြီးပြီးရပြီးသွားပြီဆိုရင်ပေးရင် equation ပေါ့ပုံစံရဲ့ပေးရင် equation ရဲ့ xy နေရာလေးမှာအစာသွင်းလိုက်မယ်။ဒါဆိုရင် new parabola equation လေးကိုရလာမှာဖြစ်တယ်။ဟုတ်ပြီလား။အဲ့တော့ပြန်ပြောမယ်နော်။ အရင်ဆုံးပုံစံမှာပေးထားတဲ့ equation given equation ကို all conic equation လေးနဲ့ compare လုပ် abcdef ရမယ် abcdef ရလိုက် b2 4ac မှာအစာတွင်းကြီး0ရအောင်ပြမယ် parabola ဖြစ်တဲ့ တခါဒေါင်းလဲတာလေးကိုရှာရမှာဖြစ်တဲ့အတွက် cos θ equal to a minus c by b ကနေ θ ရှာမယ်။ θ ရပြီဆိုရင်ကုတ equation 1 2လေးမှာသွားအစားသွင်းမယ်။အဲ့ဒါဆိုရင်ဒီချက်လို့ xy တန်ဖိုးရပြီနော်။ xy တန်ဖိုးရရင်မူရင်း equation လေးမှာ xy နေရာလေးမှာအခုကိုရလာတဲ့တန်ဖိုးသွားထည့်လိုက်။သွားထည့်လိုက်လို့ရှိရင် new parabola equation လေးရမယ်။ပုံစံတွေ့ရင်တော့ကောင်းကောင်းနားလည်သွားမှာဖြစ်ပါတယ်။ နော်ပုံစံတွင်ကောင်းကောင်းနားလည်သွားမှာဖြစ်တဲ့အတွက်အခုဒီချက်ရှင်းပြတဲ့ notes လေးကိုတော့ကြည်နေအောင်ရဖို့လိုပါတယ်အဲ့ဒါလေးရပြီဆိုရင်တော့နောက်မှတွက်မဲ့ပုံစံကိုကောင်းကောင်းနားလည်သွားမှာဖြစ်လို့နောက်မှတွက်ပြီးမဲ့ပုံစံလေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ